င်းရောက်တဲ့သူပေးခြင်းတာဒုက္ခရောက်တဲ့သူပေးခြင်းတဲ့အပေါ်မှာယန္တမတို့ခံစားခဲ့ရတာဗာလဲဆိုတော့အခုယန္တမတို့ရန်တွေ့ခံရတယ်အာမပေးခြင်းပြန်သွားလို့မလို့ကြီးကျယ်မလုံးနဲ့တော့ဘာလဲဆိုတော့အရာဒီမျိုးလေးကြတော့ယန္တမမဖြစ်သင့်ဘူးဘာလို့ဆိုရင်ယလိမတို့ဒီတကယ်ကိုမြတ်တာကြရားစိတ်နဲ့တကယ်ကိုစေတနာစိတ်နဲ့ယလိမဆိုလေယလိမရတဲ့ရှိတဲ့အမှုပညာကြီးလေးနဲ့ယလိမရပြီးပြေးလာတာဒါကိုဒုက္ခတကယ်ဒုက္ခရောက်တဲ့သူတွေကိုချစ်တဲ့မန္တလေးမြို့ရသူတွေအတွက်ကိုယလိမဥတည်ပြီးတော့လှူချင်တာဖြစ်တဲ့အတွက်ကိုအခုကျတော့ဟို အဲ့လိုကြီးအထင်လွဲခံရတဲ့အကြောင်းတော့ခါကျလည်းစိတ်မကောင်းဘူးနေနော်ဒါပေမဲ့စေတနာကိုအတိအမှန်ပြုမခံဘူးအဲ့လိုပြောခံရတယ်ကျွန်တော်ဝမ်းလဲနေတယ်စိတ်လည်းမကောင်းဘူးကေဘေးအကောင့်နဲ့ဝဲတာဘယ်နေရာမှရေလေးမှတို့အရင်ရရတယ်ဒီရက်ထဲမှာလက်မခံဘူးဆိုတော့ဒါပေါင်းပြီးကုညီရမယ်အတူတူကုညီမဲ့သူတိတ်မရှိဘူးဒါဈေးဆိုင်တော်တော်များများအဲ့ဒီအတွက်ကိုရေလေးမှတို့ငွေသားပဲယူလာပါလို့ရေလေးမှပြောချက်ပါတယ် င်္ဂလာပါမင်္ဂလာပါညီလေးအဲ့တော့ဒီနေ့ခုမှစရောက်တာပေါ့မနေ့ကရောက်တာကိုဟုတ်လောက်တောင်ဒါဒီနေ့ပါရီလူမလဲဘယ်ကိုသွားလူမလဲမန္တလေးရဲ့ဒီနေ့အကူကဒီမန္တလေးကျုံးရယ်နောက်ပြီးတော့ကျုံးရယ်စကိုင်းရယ်သွားလူမယ်ပြီးလို့ရှိရင်ကျုံးဘက်မှာရှိတဲ့လူတွေရယ်နောက်ပြီးတော့အဲ့မှာရီဘောင်းညံကြောင်မှာခလေးလေးတွေကရေလိုတယ်ဆိုတော့ရေလေးအခုဝဲရတာတောက်ရည်တန်းဝဲရတာအခက်ခဲဖြစ်တယ်အဲ့တော့အကူကတောက်ရည်တန်းအထက်ရေတန်းရှာလို့မရတော့ရှာလို့မရတော့ယူလို့မရဘူးလိုက်ဝဲလို့မရတော့ဒီမှာလီတာဘူးကြီးတွေဝယ်ပြီးတော့အဲ့ဒါဘူးတရာဆိုတရာ တရား၅ဆိုရင်အဲ့ကူလည်းသွားလှုပ်ကိုရေလိမ္မာလှုပ်ထားတယ်အဲ့၃ရောက်ရေလိမ္မာဒီနေ့ပတ်လှုပ်ပါမယ်စကြတဲ့နေ့ကတော့ဖြစ်ဖြစ်ချင်းနေ့ကတော့ရေလိမ္မာတို့ကလည်းရှုပ်တယ်မှာရှုပ်တယ်မှာဆိုတော့အဲ့လောက်ဒီကိုရီရှိမှာရောင်းမှာကြတော့ဒလိုက်ကြတော့ကြတယ်အဲ့လောက်ဒီလည်းဆုံးဆုံးဟောမှာလှုပ်သွားဘူးလीလှုပ်သွားဘူးဆိုတော့ရေလိမ္မာတို့ကအော်နောက်တော့ကိုကဟိုဒီလိုပဲဟိုတမန်ငါဆန်ငါလှုပ်သွားတယ်အောင်မင်းနောက်တော့ခဏနေအဲ့ရနိုးပြီးတော့ကိုကားနေပြရိုက်ပြီးညက်တွေကြက်လာတော့တက်လာတာအများကြီးတွေ့တော့မာဒါဆိုရင်တော့တော်တော်များသွားတာပဲ။ဘာညာဆိုရင်တော့ အဲ့လောက်ထိလဲပါတယ်နောက်ပိုင်းညဘက်ကျတော့အခုတက်လိုက်ကြီးလိုက်တက်လိုက်ကျတော့အများကြီးဒီမြေပြိုတာတွေပြိတာတွေဒုက္ခရောက်တဲ့မိသားစုတွေတော့ဝမ်းနေရတယ်ခံစားရတယ်ဟာအဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကတော့အိုက်ချင်းနေရပါကိုတက်နိုင်တယ်အမှန်တော့ကိုယ်ကတကြံပြီးမှလာဖို့အေးစေးလာဖို့ဆိုတော့အခုရက်ထဲမှာနှစ်ရက်လွတ်တယ်အလုတ်ကလေးတွေအားတာနဲ့နှစ်ရက်လွတ်တာတည်းဆိုငါရအောင်သွားမယ်ဆိုပြီးတော့ရေလိမ္မာရတဲ့အချိန်ကိုလွတ်ပြီးတော့ရေလိမ္မာတောက်ခီရောက်ခဲ့တာ ဘွားတွေလည်းဆက်လို့ရှိရင်ဒါဒါမိသားစုတွေဆုံးလို့ရတယ်စီးပွားရေးဆုံးလို့ရတယ်ဘွားတွေကိုသူတို့အများကြီးဆုံးချုံရတာလေအဲ့ဒီအတွက်ကိုရေးလေးမှာတော်တော်လေးစိတ်မကောင်းဖြစ်တယ်အကိုကလေဒီကိုပြောမလဲငလုံးရောင်းတာတမလေးဖြစ်တယ်ကြည့်ကျင်အဲ့ဒီခါကိုပဲအဲ့ဒီအကြောင်းရောက်ပဲကိုကြီးကြည့်ကျင်တာဒီတနာတာ ကလေးလေးတွေကိုပြီးရဲတရားတမီးလေးရဲဘာဖြစ်တဲ့အဲ့ဒါတွေကိုရင်ထဲမှာစုံနေခဲ့ရတာလေအဲ့ဒီအတွက်ကိုဘာပဲဖြစ်ဖြစ်ရင်လေမအမှန်တော့သူများနဲ့လူလိုက်ရင်လေလူလို့ရပါတယ်မကိုယ်တိုင်ကိုကြလာလူရင်ကိုယ်ကိုတွေးတဲ့အချိန်မြင်တဲ့အချိန်မှာသူတို့ကိုအပိတ်ချင်တယ်နှစ်သိမ့်ချင်တယ်နော်သူတို့ကလက်တော်မှာခန်းစားနေရတဲ့ဟာလေးတွေကိုဘာပဲဖြစ်ဖြစ်ပေါ့ကိုဘလူဖြစ်သိမ့်ပေးရမလဲနော်တက်နေပြောင်းဝင်ခန်းစားပေးချင်တဲ့သဘောလေးပါဟုတ် တို့အခုပေါ့နော်သွားလှူမယ်ဆိုတာရင်လင်မတို့ကျုံပိတ်ကိုသွားလှူမယ်လို့ပြောထားတာပဲပြောထားတယ်ဆိုတော့ကျုံပိတ်မှာလည်းတော့လှူတဲ့လူအများကြီးနဲ့လမ်းလဲပိတ်တယ်အဲ့ကနေဆိုရင်လင်မတို့ကလည်းကံပတ်လမ်းမှာရှိတယ်နောက်ပြီးတော့ဟိုမီးလောင်ပြင်မှာရှိတယ်ပေါ့မီးလောင်ပြင်ဒီလိန်ဝင်းမှာမှာလိန်ဝင်းအဟောင်းမှာရှိတယ်ဆိုလို့အဲ့ကိုသွားကြတဲ့ဆင်မှာလည်းအဲ့မှာလည်းလှူတဲ့လူအများကြီးနဲ့ပြည့်စုံတယ်တဲ့ဟိုဒီအဲ့ဒုက္ခရောက်တဲ့သူတွေကပဲပြောတနေရာမှာသွားထူလိုက်ပါလားဆိုတော့ဒီလိမတို့တနေရာအမှနည်းနည်းလေးကြန့်ကြာသွားတယ်တကယ်လို့လှူရမယ့်နေရာတွေဒီလိမတို့ပြောထားတဲ့နေရာကိုမလှူပြစ်လိုက်ဘူး ဘယ်လိုဖြစ်လာလို့ဆိုရင်ရေလိမအခုမေဇင်တန်းမှာရှိတယ်ဆိုမေဇင်တန်းကိုရေလိမတို့ရောက်လာတယ်။အဲ့မှာရေလိမတို့မေဇင်တန်းကိုရောက်လာတဲ့အချိန်မှာဘာခက်ခဲရှိလဲဆိုတော့လူကဟိုအများကြီးပဲဒုက္ခဖြစ်တာလားမဖြစ်တာလားဆိုတော့အကုန်ယုံပြုံးနေတော့ရေလိမတို့အနေနဲ့ကတကယ်ဒုက္ခရောက်တဲ့သူတွေပဲရေလိမတို့ ကိုပေးကျင်တာလေပေးကျင်တယ်ဆိုတော့အကျန်တဲ့လူတွေတော့မတထာလို့မဟုတ်ဘူးမပေးကျင်လို့မဟုတ်တကယ်ဒုက္ခရောက်တဲ့အခုချိန်မှာဘာပဲဖြစ်ဖြစ်သူတို့မှဒီငလျင်တန်တင့်ထားတဲ့အတွက်ကိုအိမ်ပြိုကြတယ်နော်မိသားစုတွေတကွဲတပြားဖြစ်တယ်စီးပွားရေးတွေပြတ်တယ်အဲ့လိုလူမျိုးရေလိမ္မာတော့ဥတီပြီးပေးကျင်တာအခုဒီမှာရေလိမ္မာတို့ရောက်လာတဲ့နေရာမှာဘာဖြစ်လို့လဲဆိုတော့ဟိုလူကအများကြီးအများကြီးဟုတ်တဲ့လူတော့မဟုတ်တဲ့ဆိုရောနေတယ်ဆိုတော့ဒေသခံတွေကပြောပြလို့ရေလိမ္မာတို့သိရတဲ့အခါမှာရေလိမ္မာတို့ဘာလုပ်လိုက်လဲဆိုတော့အားလုံးမျှတအောင်လူတို့ရမယ်လေနော် ဒုက္ခရောက်တဲ့တဏျာမှာကူတဲလေးတွေထိုးတယ်တဲလေးတွေထိုးနေမှာတိန်အောင်သူတစုစီနေပေးပါလို့ယေမတို့တောင်းမှန်တယ်တချို့ကျတော့တဲကြည့်တဲ့အိန်အောင်သူဒုက္ခဖြစ်တဲ့အိမ်ကနည်းနည်းလေး လူဦးရေအနေတော့ပါမဟုတ်ဘူးဒါတော့ခုနပြုံပြီးပြေးဝင်လာတဲ့အချိန်ပြုံပြီးပြေးဝင်လာတယ်တချို့တွေဆိုအတင်းလူဖို့လောက်ကြဒါမျိုးကြတော့လေရဲလီမာတို့ကမလုတ်စေချင်ဘူးလုတ်စေချင်ဘူးဆိုတော့ရဲလီမာတို့ဒီလေဒါဟိုဘယ်လိုပြောမလဲဒုက္ခရောက်တဲ့သူတွေကိုအကုန်လုံးလှုပ်ချင်တာဒါပေမဲ့အပြင်လူတွေကိုရဲလီမာတို့လှုပ်ချင်တာဆိုပိုရှန်နေတော့ရဲလီမာတို့အပြင်လူလှုပ်တယ်ဒါပေမဲ့ရဲလီမာတို့ကရှိတဲ့အင်အားလေးနဲ့ရှိတဲ့ခွန်အားလေးနဲ့ရဲလီမာတို့ရောက်လာတာဖြစ်တဲ့အတွက်ကြတော့ခါကြတော့အဲ့လိုမျိုးကြီးလှုပ်တာကြတော့နည်းနည်းဟိုဟိုတိတ်မကောင်းလीเนาะအဲ့တော့ ရန်လေးမှပြောချင်တဲ့သဘောတပါပါအခုဒီမှာဆိုလဲရန်လေးမှတန်းစီဆိုလဲအာလူရက်နဲ့တစုတစုနှစ်ထောက်သုံးထောက်ပြန်တန်းစီကြတာရှိတယ်ဒါပေမဲ့အဲ့နောက်ဒီတဲလေးထဲမှာနေလိုက်ချင်ရပြီအဲ့နောက်သူတစုတစုကိုဘလောက်ဘလောက်ဆိုတော့ဒါဒေသခံအမတွေကဒါပြောပြတာဟုတ်တယ်ကျဲမတွေရင်းနှီးတဲ့သူတွေလည်းပြောပြတယ်တကယ်တကယ်ဒုက္ခရောက်တဲ့လူတွေကရှေ့ကိုမထွက်လာနိုင်ဘူးမထွက်လာနိုင်ဘူးအဲ့ ဟိုငလျင်တန်ကတော့အကုန်လုံးခံစားရတာဒါပေမဲ့အဲငလျင်တန်ခံစားရတဲ့အထက်မှာမှတကယ်ကိုဒုက္ခရောက်သွားတဲ့သူတွေတကယ်ကိုအဆင်မပြေတဲ့သူတွေဥတီပြအဲ့လိုပြောလို့ရင်လင်းမတို့ပေးတဲ့ပတ်စံကဒီကညာလာလို့ပြောအဲ့လိုတော့မဟုတ်ပါဘူးဒါပေမဲ့ရင်လင်းမတို့ပြောတကယ်ကိုထိရောက်တဲ့သူကိုပေးချင်တာဒုက္ခရောက်တဲ့သူကိုပေးချင်တဲ့အပေါ်မှာရင်လင်းမတို့ခံစားခဲ့ရတာဗာလဲဆိုတော့အခုရင်လင်းမတို့ရန်တွေ့ခံရတယ်အာမပေးခြင်းပြန်သွားလို့မလို့ကြီးကျယ်မလုံးနေတော့ဘာနဲ့ဆိုအဲ့ဒါဒီမျိုးတွေကြတော့ရင်းလေးမှမဖြစ်သင့်ဘူး ဘာလို့ဆိုရလိမတို့ဒီတကယ့်ကိုမြတ်တာတရားစိတ်နဲ့တကယ့်ကိုစေတနာစိတ်နဲ့ရလိမဆိုလဲရလိမရတဲ့ရှိတဲ့အမှုပညာကြီးလေးနဲ့ရလိမရပြီးပြေးလာတာဒါကိုဒုက္ခတကယ့်ဒုက္ခရောက်တဲ့သူတွေကိုချက်တဲ့မန္တလေးမြို့ရသူတွေအတွက်ကိုရလိမဥတည်ပြီးတော့လှူချင်တာဖြစ်တဲ့အတွက်ကိုအခုကျတော့ဟိုအဲ့လိုကြီးအထင်လွဲခံရတဲ့အကြောင်းတော့ခါကျလည်းစိတ်မကောင်းဘူးနော်အဲ့လိုပြောတော့အာမပေးရှင်ပြန်လို့ကျင်းရင်လည်းအောက်ပါနဲ့ခုနအဲ့ပြောတဲ့ဟာတွေကကျွန်တော်တို့လည်းတိုင်းကြီးကြားလိုက်ရတာဟုတ်တယ် ဟိုပြောမယ်စေတနာကိုအတိအမှန်ပြုမခံဘူးအဲ့လိုပြောခံတယ်ကျွန်တော်ဝမ်းလဲနေတယ်စိတ်လည်းမကောင်းဘူး reality ဝင်လိုက်တဲ့စိတ်မှာရလီမတို့၈000တော့ရန်ကုန်နဲ့သွားကွာတယ်မတင်ကားဆိုရင်ကျွန်တော်တို့က၂000တော့ရန်ကုန်နဲ့ကွာတယ်ဆိုမှ၃000ဆိုရင်တော့မရလီမတို့နားလဲပေးလို့ရသေးတယ်၃000အဲတက်စီကိုမဟုတ်ဘူးအဲ့ဒါနဲ့အကုန်လုံးကျွန်တော်တို့ပြန်လှူမှာပါရလာဆိုတော့ကျွန်တော်ရန်ကုန်မှာဝယ်တာအမှန်တော့တို့တော့ပြန်လှုပ်လိုက်တာမဟုတ်ပါဘူးဟိုအစ်စ်ပြန်ကျွန်တော်တို့ရန်ကုန်မှာဝယ်တာတော့မှကျွန်တော်ဒီစီးပေးဝယ်ရတယ်အဲ့တော့ဒီမားများနေဖို့နည်း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 လေးရှော့ပါလားဆိုခြံနဲ့လှည့်ထွက်သွားတာ ုမျိုးသားအချင်းချင်းကိုပို့ပြီးတော့ဆိုးတဲ့အချင်းတွေတွေ့ခြံနဲ့လက်ထွက်သွားတာအဲ့တော့ကိုနေတော့ကဲရောက်မှတော့ဓမိညာလာရှာနေလို့အချင်းကုန်ပဲဆိုဝယ်ခဲ့လိုက်အဲ့ဒါနဲ့အရှိတ်ဆက်သွားတော့ခောက်ဆက်ထုတ်ဆိုင်မှာတွေ့တော့ Riot ဘူးအဲ့ပါပဲတွေ့တယ်တဘူးဘလောက်လဲလို့ Riot မေးလိုက်တော့2800ဟိုမှာရင်းနှီးမှာ3000ခွဲပြီးပေးပြီးဝယ်လိုက်ပတ်စံတန်းပြောလို့မဟုတ်ဘူးသူတို့ပို့လိုက်တဲ့4000ဒီရဲတို့နောက်ထပ်2ဖူး3ဖူးပြန်လို့မှာတို့ Riot ဒီလူရောက်150သားတယ်ရဲတို့မှာတို့ဖြည့်စည်းပေးလို့မရဘူးလား ဟွန်းအဲ့တော့ဒီဆိုင်နဲ့ဒီဆိုင်တော့မညီကြမတူကြဘူးအဲ့တော့ယန်လီမတို့ကဟောကိုရီရေပဲလူတိုင်းမှာသူနည်းနည်းများ short ပေးမလားလို့မေးလိုက်တာသကမေးတော့မရအောင်လှည့်ထွက်သွားအဲ့ဒါတွေကဒီမန္တလေးပါပဲတော်တော်စိတ်မကောင်းဖြစ်ရတယ်အဲ့လိုမျိုးတွေကြတော့လေအဲ့တော့ဒါသူများကိုပုတ်ခတ်တာမဟုတ်ပါဘူးရန်လိမတို့ကကုညီပြောလာအဲ့လိုအခက်ခဲလေးရရှိရင်နောက်ဒီလာမဲ့သူတွေကိုလည်းရန်လိမပြောချင်တာကတတ်နိုင်ရန်ကုန်ကသာ အဆင်ပြေပြေသာဝင်လာခဲ့ဒါဆို14တော့ကွာ14တော့ပေါ့နော်အဲဒါတစုอยู่ပါရောက်ကေဘီအကောင့်နဲ့ဝင်လာဘယ်နေရာမှာဂျယ်လီမတို့အရင်ရရတယ်ဒီရက်ထဲမှာလက်မခံဘူးဆိုတော့ဒါပေါင်းပြီးကုညီရမယ်အတူတူကုညီမဲ့သူသိမရှိဘူးကစည်းဆိုင်တော်တော်များများအဲ့ဒီအတွက်ကိုရေလိမတို့ငွေသားပဲယူလာပါလို့ရေလိမပြောချက်ပါတယ်ဒါပေမဲ့ရေလိမဒီတက်ဒီနေ့တက်ရက်ကိုစကိုင်းကိုရေလိမအခုညနေပိုင်းရေလိမရအောင်ဝေးမယ်စကိုင်းကိုရအောင်ဝေးပြီးလို့ မရင်းလေးမှပြန်မယ်အဲ့တော့ဘာပဲဖြစ်ဖြစ်အဲ့ညညမလေးဒီညညမကျင်းလေးမှတင်ကန်းစာရသွားဖြစ်တဲ့အတွက်ကိုရင်းလေးမှဟိုဘက်ကြလို့ရှိရင်လေအဲ့စီတာတာဝန်ရှိတဲ့လူတယောက်ကိုခေါ်မယ်အိမ်တော်စုလေးစုလေးဒီလိုနေပေးပါဆိုရင်အားလုံးအဆင်ပြေမှာပါနော်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့လေရင်းလေးမှအပေါ်မှာနားလည်ပေးပါတချို့ချို့တော့အဲ့တော့ဈေးမန္တလေးမြို့ကဈေးဆိုင်တော်တော်များများကိုပြောတာမဟုတ်ပါဘူးတချို့ချို့တော့ဆိုင်ရင်းလေးမှဝယ်ဘူးတဲ့ဆိုင်တိုင်းမှာအဲ့လိုလေးဖြစ်ခဲ့လို့ဂျန်ကောင်ကလှူမဲ့သူလာလို့ရှိရင်ဒီကြားမှာဝယ်မယ်ဆိုရင်လုံးဝအဆင်မပြေနိုင်ဘူး နော်ငွေကြေးနဲ့ထုတ်လာခဲ့ငွေကြေးနဲ့ဆိုသူကငွေသားပဲလူကျင်လဲဆိုငွေသားပဲထုတ်လာပြီဒီမှာဝင်ရအဆင်ရေတန်းလီလီလဲဒီမှာအဆင်မပြေဘူးရေတန်းဆိုင်တော်တော်များများတပတ်လောက်ရေလုံးမတော့ကူးရောက်ပြီဘုမကျတော့ကားတေးတယ်လीကားတေးတဲ့ခါကျတော့ရေတန်းကြီးပဲဝင်လာလို့ချင်းရေလုံးမတို့ဒုက္ခများမှာဆိုပြီးရေလုံးမတို့ကဝင်လာအဲအဲ့ဒါကြောင့်ရေလုံးမတို့ရေတန်းမတင်လာဘူးစားစရာတော်တော်များများကိုတင်လာခဲ့တဲ့အတွက်ဒီမှာအခက်ခဲလေးတွေဖြစ်ဒုက္ခလေးအဲ့တော့ရေလုံးမတို့တတ်နိုင်ရေတန်းကြီးရေတန်းလူမယ်ဆိုရေတန်းကြီးပဲတီးတတ်ကောက်ပတ်မှာရိုက်တင်လာခဲ့ဒီမှာ ်ရေတန်းလည်းပြတ်နေတယ်ဒါကိုယ်တိုင်ကြုံတွေ့ရလို့ရေလေးမှာပြန်ညဆိုရေတန်းလဲရှာတာနေကြောင်လေးမှာအင်ကို17နာရီပဲ17နာရီမှာပြန်ရောက်တယ်ရေတန်းဟုတ်